ဘေးရန်ဒီရဲ့တခုခုကြုံလာရင်လူတိုင်းဟာအသက်လူပြေးကြရတာမလို့ဘာမှယူချိန်မရလိုက်တာမျိုးတွေနဲ့ကြုံရတတ်ပါလေဥပမာမီးလောင်ကျွမ်းမှုဖြစ်ပွားလို့ဘာမှယူချိန်မရလိုက်ပဲအာလုံးဆုံးရှုံးသွားရတာတွေရေကြီးရှံမှုတွေကြောင့်ပျက်စီးဆုံးရှုံးသွားရတာတွေငလီရင်ဘေးကြုံလာတဲ့အခါမှာလေဘာမှပြင်ဆင်ချိန်မရလိုက်ပဲအာလုံးပျက်စီးဆုံးရှုံးကြရပါတယ်အခုချိန်ကြီးလဲကျွန်တော်က မိတ်ဆွေတို့ဘာမှမပြင်ဆင်ထားဖြစ်သေးဘူးလို့ပြောရင်မှန်ပါသလားဒါကြောင့်ဒီနေ့မှာတော့ဘလို့ဘေးအန္တရာယ်မျိုးနယ်ပဲကြုံလာကြုံလာမိမိအတွက်တော့၎င်းမိမိမိသားစုအတွက်တော့၎င်းကြိုတင်ပြင်ဆင်ထားတဲ့ emergency bag အကြောင်းလေးကိုတင်ပြဆွေးနွေးသွားမှာပဲဖြစ်ပါတယ် DBU ထဲမှာ emergency bag တလုံးကိုဘလို့စီစဉ်ထားရမလဲနဲ့ဘလို့အရာတွေထည့်သွင်းစဉ်းစားထားရမလဲတို့ကိုမိတ်ဆွေတို့အတွက် တင်ပြဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe နဲ့ကူညီခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာ Welcome to my channel ယောဂါကိုကုသခြင်းတဲ့ကြိုတင်ကာကွယ်ထားခြင်းကပိုပြီးထိရောက်တယ်လို့အကျိုးလည်းရှိပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့တွေရာမိမိအတွက်တော့၎င်းမိသားစုအတွက်တော့၎င်း BND ရဲ့ကြိုတင်ကာကွယ်ရေးအတွက် မိသားစုတွေမှာကြိုတင်တိုင်ပင်ထားပြီးဘာဖြစ်လာရင်ဘလို့လောက်ကြမယ်ဘလို့ကြုံလာရင်တော့ဘလို့ပြင်ဆင်ကြရမလဲဆိုတာတွေကိုအမြဲတိုင်ပင်ထားသင့်ပါတယ်အမှတ်ချက်စီဘတ်ဆိုတာကဒီအန်ဒီရဲ့ဖြစ်လာတဲ့အချိန်မှာချက်ချင်းဖမ်းယူနိုင်ပြီးတော့မိမိရဲ့မိသားစုကိုအ ਨੇ ဆုံးတစ်ရက်နှစ်ရက်ကြော်ဖြတ်နိုင်ဖို့အတွက်အတုံးဝင်တဲ့အရာတွေကိုထည့်ထားသင့်တဲ့အိပ်ပဲဖြစ်ပါတယ်အမှတ်ချက်စီဘတ်ထဲကိုအရေးကြီးဆုံးထည့်ရမယ့်အရာတွေကို တဆင့်ချင်းပြောပြပေးပါမယ်။အရင်ဆုံးပထမအဆင့်ရွေးချယ်ရမှာကအိတ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရွေးချယ်မဲ့အိတ်ကကြောဖို့အိတ်ဒါမှမဟုတ်ရင်လက်ဆဲအိတ်မျိုး ဖြစ်တာကောင်းပါတယ်။ဒီလိုအိတ်ကအိတ်တင်တီးတန့်လေးနေတာမျိုးမဖြစ်ရပါဘူး။ပေါက်ပြဲလွယ်တဲ့အသားတွေမကောင်းတဲ့အသားတွေပြက်လွယ်ပြုတ်လွယ်တဲ့အသားမျိုးမဖြစ်ရပါဘူး။ကဲအဲ့ရပြီဆိုရင်တော့အိတ်ထဲကို ပစ္စည်းလေးတွေစထည့်ကြရအောင်။ ထမင်းအသက်9ရက်ရေအသက်10မိနစ်လို့လူကြီးသူမတွေကပြောကြသလိုပဲပထမအဆုံးထည့်ရမယ့်အရာကတော့တန်ရှင်းတဲ့ရေဒါမှမဟုတ်ရင်ရေသက်2လီတာလောက်ကိုထည့်ထားရပါမယ်ကြောဘို့အိတ်တွေဆိုရင်ကြောဘို့အိတ်တရဲ့ဘေးဘက်မှာအိတ်လေးနှစ်ဖက်ပါပါတယ်တစ်ဖက်ကိုတဘူးစီထည့်ထားလို့ရပါတယ်ဒုတိယအနေနဲ့ကတော့အစာကြောက်တွေပဲဖြစ်ပါတယ်အစာကြောက်ဆိုတဲ့နေရာမှာ အထားခံတဲ့ခေါက်ဆွဲကြောက်တို့အသားကြောက်တို့ အထားခံတဲ့ဘီစကွတ်တို့လိုဘိုက်ပြည့်လွယ်ပြီးတော့အစာခံတဲ့အစာအတော့တွေကိုထည့်ထားရပါမယ်။ဒါမှသာအစာအစာတွေရှာလို့မရတဲ့အချိန်တွေရေတက်မရတိုင်းမျိုးအချိန်တွေမှာအကူအညီတွေလာတဲ့အချိန်ထိတောက်ခံထားနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အရေးပေါ်ဆေးဝါးတွေပဲဖြစ်ပါတယ်။ BND ရဲ့တခုခုကြောင့်အနာတရတခုခုဖြစ်ခဲ့ရင်တုံးနိုင်မှုအတွက်အရက်ပြန်ဂွန်းပတ်တီး ပလတ်စတာလူးစေးတောက်စေးအစရှိတာတွေကိုလင်းရေလုံးအောင်ထည့်ထားရပါမယ်။နောက်တစ်ချက်ကမိသားစုထဲမှာပုံမှန်တောက်စေးတောက်နေရတဲ့လူနာတွေရှိတယ်ဆိုရင်လေသူတို့အတွက်ဆေးကိုနှစ်ပတ်စာလောက်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ဥပမာစီးကြိုသွေးတိုးနှလုံးရောဂါသမားတွေအတွက်ပဲဖြစ်ပါတယ်။မိုးရာသီနဲ့ရေပေးလို့အရာမျိုးတွေအတွက်ဆိုရင်တော့မိုးကာသားတွေရေလုံးနဲ့အခင်းအမိုးတွေ ပေါ်ပါတဲ့စောင့်တထဲအိတ်ဖို့ပဲဖြစ်ဖြစ်ခြုံမှုအတွက်ပဲဖြစ်ဖြစ်ထည့်ထားရပါမယ်။ဒါမှသာကျွန်တော်တို့ကလေတံမိုးတံကိုခံနိုင်ရင်ရှိမှာပဲဖြစ်ပါတယ်။နောက်တစ်ခုဟာလက်နေဓမီနဲ့တခဲအပိုတစုံထည့်ထားရပါမယ်။ခေါင်းမှာတက်လို့ရတဲ့ဓမီထည့်ထားနိုင်ရင်ပိုကောင်းပါတယ်။အဲ့လိုထည့်ထားမယ်ဆိုရင်လက်လွတ်ပြီးအလုံးလုံးလို့ရတဲ့အရာတွေကိုလုံနိုင်မှာပဲဖြစ်ပါတယ်။မိကျဖျောင်းနိုင် အရေးပေါ်ပါဝါဘန်တစ်လုံးတော့ထားရပါမယ်။ဒါမှသာ ဖုံးအားရှိနိုင်မှာဖြစ်ပြီးတော့အဆက်အသွယ်မပြတ်တောက်မှုကို ဖြစ်စေမှာပါ။ဒါ့အပြင် အမျိုးသမီးတွေအတွက်ဆိုရင်လည်းတ िश ူမျိုးသမီးလဆင်သုံးပစ္စည်းတွေအတွင်းငံတို့ကိုလည်းကြိုတင်ပြင်ဆင်ထားရပါမယ်။ဒီလိုလှုပ်ထားမှသာကျန်းမာရေးမထိခိုက်စေမှာဖြစ်ပါတယ်။နောက်တစ်ချက်ကမိမိရဲ့အရေးကြီးတဲ့စာရက်စာတမ်းတွေမှတ်ပုံတင်နေအိမ်နောက်စုစည်းရင်းတွေငွေကြေးအနှဲငယ်တွေနဲ့ဘန်းစာအုပ် ATM ကတ်အစရှိတာတွေကိုရေလုံနဲ့အိတ်နဲ့ထည့်ထားရပါမယ်။ဒါမှသာမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးမှုကနေကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။အရေးပေါ်ဆက်သွယ်လို့ရမယ်။မိသားစုရဲ့ emergency contact တွေကိုလည်းထည့်ထားရပါမယ်။နောက်တစ်ခုကတော့မာကြောတဲ့အိတ်ဆောင်ဓာဒါမှမဟုတ်ရင်ကလန့်လုံနိုင်တဲ့တူးနိုင်ဆော့နိုင်တဲ့တတ်ထုပစ္စည်းတစ်မျိုးထည့်ထားရပါမယ်။ဒါမှသာဖောက်ထွက်ရမယ့်အရာမျိုးနဲ့ကြုံလာခဲ့ရင်အထောက်အကူပြုနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင် ပိတ်မိတာမျိုးတွေလမ်းပျောက်တာမျိုးတွေဖြစ်ခဲ့မယ်ဆိုရင်လည်းအချက်ပြနိုင်အောင်ဝစီတမျိုးကိုစောင့်ထားရပါမယ်။ဒါမှသာကိုယ့်ရဲ့တည်နေရာကိုအတန်ပေးပြီးတော့အကူအညီတောင်းနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင်ဖုန်းမရှိရင်လည်းမိသားစုနဲ့ဆက်သွယ်လို့ရမယ်။ backup plan တစ်ခုကိုတိုင်ဝင်ထားရပါမယ်။ဖြစ်နိုင်ရင်တော့ emergency ဘက်ကိုမိသားစုတယောက်ချင်းစီအလိုက်ကိုပြင်ဆင်ထားနိုင်ရင်ပိုကောင်းပါတယ်။အခုလိုစနစ်တကျပြင်ဆင်ထားပြီးပြီဆိုရင်တော့ဒီ emergency တစ်ခုခုဖြစ်လာခဲ့မှာဆိုရင်အလွယ်တကူဆွဲထွက်သွားလို့ရမယ်နေရာမျိုးမှာအမန်ဂျက်စီဘက်ကိုထားရပါမယ်။ဒါမှသာအရေးအကြောင်းဖြစ်လာတာနဲ့အစင်သင့်ယူပြီးပြေးထွက်ရုံသာဖြစ်ပါတယ်။ခုလိုစနစ်တကျပြင်ဆင်ထားမယ်ဆိုရင်အတိုင်းတာတစ်ခုထိမိမိအတွက်တာမကမိသားစုအတွက်ပါ အသက်ရှင်ရပ်တည်နိုင်မယ့်အခွင့်အလမ်းမျိုးပုံမရရှိမှာဖြစ်ပါတယ်။ဒီ emergency ဘက်ကိုလည်းတစ်လတစ်ချိန်ဒါမှမဟုတ်ရင်နှစ်လတစ်ချိန်စစ်ဆေးပြီးတော့ အမြဲတမ်းစစ်ဆေးထားရပါမယ်ခင်ဗျာဒါကြောင့်မိသားစုအတွက် emergency bed တစ်လုံးကိုအခုပဲပြင်ဆင်ထားသင့်ပြီဖြစ်ကြောင်းကို အသိပေးလိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာတွေကတော့မိတ်ဆွေတို့အနေနဲ့တဘာဝဘေးအန္တရာယ်လိုမျိုးတစ်ခုခုနဲ့ကြုံရမယ်ဆိုရင်မိမိအတွက်သာမကမိသားစုအတွက်ပါအတက်နိုင်ဆုံးအသက်ရှင်ရည်တည်နိုင်မယ့်အပြင်ဆုံးရှုံးမှုတွေကိုအတက်နိုင်ဆုံးကာကွယ်ပေးနိုင်မယ့် emergency bed အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ channel လေးကို like and subscribe နဲ့အားပေးကူညီလေးကြဖို့တောင်းဆိုပါရစေခင်ဗျာနောက်ဗီဒီယိုတွေမှာဆုံပါမယ်いただきありがとうございます